ငွေကြေးပိုရှန်သူတွေကအမေရိကန်ဒေါ်လာကိုယင်းနှိမ့်နှုတ်တစ်ခုအနေနဲ့ဝင်ရောက်လုကင်လာလို့ဒေါ်လာတန်ဖိုးက1300ကျော်အထိဈေးတက်လာပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ရှင်။ပြည်တွင်းနိုင်ငံငွေကြေးစုကမှာအမေရိကန်ဒေါ်လာတန်ဖိုးကပြည်ခဲ့တဲ့ဧပြီလ3ရက်ကစပြီး ဒေါ်လာကိုမြန်မာငွေ1900ကျပ်ကျော်နဲ့တောက်လျှောက်ဈေးမှလာခဲ့တာပါ။အဲဒါတော့ဆိုဝါတေလက်ထမှာပြပိုက်ချင်းမြုံနေမှုကတိတော်စာဝင်ရောက်လာမှုမရှိသေးတဲ့အပြင်နိုင်ငံကနဲ့ကုန်သွယ်မှုမှာလည်းကုန်သွယ်မှုလုံကရှိနေပါတယ်။ဒါကြောင့်ပြည်တွင်းမှာငွေကြေးပူရှန်သူတွေကအမေရိကန်ဒေါ်လာကိုယင်းနှိမ့်နှံမှုတစ်ခုအနေနဲ့ဝင်ရောက်လုကင်လာလို့အမေရိကန်ဒေါ်လာတန်ဖိုးကအခုလိုဈေးမှလာတာဖြစ်တယ်လို့စီဝါရေးပညာရှင်တို့ကသုံးသပ်ပြောပါတယ်။ဒေါ်လာကို hard currency ဖြစ်တဲ့အခါကျတော့ဒီ1900လောက်1100လောက်မှဝယ်ထားလိုက်မယ်နောက်တော့တက်မယ်ဆိုတဲ့အချိန်တွေတစ်ခုရှိတယ်သူတို့က ။နောက်တိုင်းပြည်အနေနဲ့စီးပွားရေးကမတည်မြင်ဖြစ်နေသေးတယ်ဆိုတော့အဒါရွှေစုရမယ်ဒေါ်လာစုရမယ်ဆိုတော့လက်ထက်မှာငွေရှိတဲ့လုံငွေမထားမယ်လေ။အဲ့တော့ဘာဖြစ်နေလဲဆိုတော့အင်္ဂလိပ်နိုင်ငံတွေမှာကခေါ်ကြတာသူကဘာခေါ်လဲဆိုတော့အင်္ဂခဏခဏဆက်မီနာတွေဒီက cash society monetary society ဖြစ်နေ။နော်လူတွေလက်ထက်မှာဒီပဲငွေကြိမ်ထားတယ်။နိုင်ငံတကာမှာမရှိတော့ဘူး။အာဆီယံနိုင်ငံတွေတို့အိန္ဒိယနိုင်ငံတွေမရှိတော့ဘူး။ developed countries ဆိုပို့ဆိုးစရာပေါ့။ ပြည်တွင်မှာမြန်မာကျောင်းဝင်တံပိုးခုလိုကျဆင်းလာတာနဲ့အမျှသွင်းကုန်ပစ္စည်းတွေအပေါ်တက်ရောက်မှုကရှိပါတယ်။ဒါကစားသုံးသူတွေအပေါ်ဝင်ပြီးစီပြီးနောက်ဆက်တွဲဆိုကြကကုန်စင်းလုံးကြီးမြင့်မှုကိုဖြစ်ပေါ်စေပါတယ်။သွင်းကုန်အတွက်ဒေါ်လာတွေကဈေးတက်လာရင်သွင်းကုန်ပစ္စည်းတွေကလည်းဈေးအရန်တက်လာလိမ့်မယ်နော်။အဲ့ကြတော့သွင်းကုန်ပစ္စည်းဆိုတာကနော်ဟိုစက်ပုကုန်ချမ်းတွေရှိတယ်လို့ဟိုစက်ယုံသုံးကရိယာတွေရှိတယ်နော်။နောက်ပြီးတော့ ဒီကုံထုတ်လုပ်မှုအတွက်အထောက်အကူပြုတဲ့ဟိုပစ္စည်းတွေပေါ့အဲ့ဒါတွေဈေးတက်မှတော့เนาะကုံဈေးနှုန်းတွေတက်ပြီပေါ့เนาะဟိုထွက်ရှိလာတဲ့ပစ္စည်းတွေဈေးတက်မှာပေါ့အဲ့ဒါကြောင့်ဒေါ်လာဈေးတက်ရင်ကုံဈေးနှုန်းတက်တာပါပြည်တွင်းနိုင်ငံငွေကြေးစျေးကွက်အတွက်ဘူပန်ကအမေရိကန်ဒေါ်လာကိုထိန်းချုပ်နှုန်းရှင်စနစ်နဲ့နေစဉ်ရင်းချုပ်ငွေလဲနှုန်းကိုသတ်မှတ်ပေးနေတာပါထို့ပေမဲ့ဘူပန်မှာထားရှိတဲ့နိုင်ငံရန်ငွေပမာဏကနေလို့အမေရိကန်ဒေါ်လာတန်ဖိုးကိုလိုအပ်သလို ဝင်ရောက်ထင်းပေးနိုင်စမ်းရှိပါဘူး။ဒါကြောင့်စီးပွားရေးပညာရေးဆိုင်ရာကျွမ်းကျင်သူတွေကဘိုးဘဲမှာနိုင်ငံအရင်ငွေကိုသုံးလစွာပို့ကုန်တင်ပို့မှုကရရှိတဲ့နိုင်ငံငွေကြေးပမာဏလောက်ထားရှိဖို့လိုတယ်လို့သုံးသပ်ထားပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်လိမ့်ပေးပို့ထားတာပါ။ဒေါ်လာငွေဈေးတက်နေပေမဲ့ကမ္ဘာ73စီစီကျဆင်းနေတာကြောင့်ပြည်တွင်း73စီစီတွေကိုဆက်လက်ချရောင်းပေးသွားမယ်လို့မြန်မာနိုင်ငံ73စီအသင်းအတွင်ရေးမှူးဦးဝင်းမြင့်ကပြောပါရတယ်။လက်ရှိအချိန်မှာ ၎င်းစီတွေချပေးနေပေမဲ့လက်လီအယောင်ဆိုင်တွေမှာစေးမြင့်နေတာတွေရှိနေပေမဲ့အခုရပိုင်းအတွက်မှာပဲအောက်တိန်92တလီတာကို10ချက်လောက်ဈေးထက်လျှော့ချမှာဖြစ်ပါတယ်။နိုင်ငံကဈေးကွက်မှာအမေရိကန်ရွေးကောက်ပွဲရလက်ကြောင့်ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကထုတ်လုပ်မှုမြင့်တင်နေတာကြောင့်အခုလိုဈေးကျနေတာဖြစ်တယ်လို့သိရပါရရှင်။အမေရိကန်ဒေါ်လာဈေးနှုန်းတွေမြင့်တက်နေပေမဲ့ကမ္ဘာရွှေဈေးတိတိတသာကျဆင်းလာလို့ပြည်ရင်းရွှေဈေးကျပ်3000ကျော်ကျဆင်းလာပါတယ်။ကျော်ဈေးကသတင်းပေးပို့ထားပါရရှင်။ ပြင်ပဒေါ်လာပေါက်ဈေးတွေကဆက်လက်မြင့်တက်နေပြီးဒေါ်လာကိုကျပ်1305ကျပ်ထိပေါက်ဈေးရှိနေပါတယ်။ဒါပေမဲ့ကမ္ဘာရွှေဈေးနှုန်းတွေကတော့တအောင်စားကိုဒေါ်လာ100ဝန်းကျင်လောက်ကျဆင်းသွားပါတယ်။ဒါကြောင့်ပြည်တွင်းရွှေဈေးကွက်ထဲမှာရွှေဈေးနှုန်းတွေကကျပ်3000ဝန်းကျင်လောက်ပြန်လည်ကျဆင်းသွားပါတယ်။မြန်မာကတော့စတင်ပေါ်တော့ပြည်တွင်းကလည်းကမ္ဘာရွှေဈေးတွေကျပ်တော့ကျပ်တော့ပြန်ကျပ်ပြီးတော့ဘူးတော့ပြန်ပြီးတော့ပြည်တွင်းကပြန်ကျပ်တော့ကျပ်တော့ပြန်ကျပ်ပြီးတော့ တော့ဒီတွင်ဒေါ်လာတွေကတော့ကျွန်တော်တို့တောက်ပြရတဲ့ကာကြက်လောက်ဖြစ်နေတယ်တော်တော်မြင့်နေတယ်เนาะဒေါ်လာတွေနဲ့တက်ပါတယ်ပြောပါမယ်ဒါပေမဲ့ကမ္ဘာ့ရေစီကျလာတာကများတယ်အဲဒီတော့ဒီတွင်ဒေါ်လာတွေကတည်းကဆွေသေးတော့မကဲတာလက်ရှိရွှေစင်းနှုတ်တွေကတိတိတတကြာဆင်းလာပေမဲ့ထမှန်ကြာဆင်းဖို့ရှိနေလို့ရွှေဝယ်ယူခြင်းတဲ့သူတွေအနေနဲ့မဝယ်ယူသင့်သေးပါဘူးလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်မအသင်းကပြောပါရယ် ကျေးစိတ်ပါဝင်စားတဲ့ဝေယူစုဆောင်လုပ်တဲ့ရွှေဝေယုံတို့ရှင်နဲ့ပြည်သူလူထုကိုကြံ့ကြံ့ပေးကြတာတော့ရှေ့ဒီဇင်ဘာလဆန်းလောက်မှဝေယူမယ်ဆိုရင်ဝေယူသင့်တယ်လို့ကြံ့ပေးပြောကြတယ်ကျွန်တော်လာမယ့်ရပိုင်းတော့ဒီအနေနဲ့8600ဝန်းကျင်ပဲဆက်လက်ရောင်းဝယ်ပြုမယ်မှန်းတော့လာဇီဝကတော့အစိုးရတက်မှတ်တာတော့ဒေါ်လာ1180မှာပြင်မပြင်မမှာပေါက်တာတော့1300လေးချက်တော့ပေါက် နိုဝင်ဘာလ14ရက်နေ့မှာတော့ခောက်ရွှေတကြတာကိုကြက်85,000ပေါက်ဈေးရှိခဲ့ပြီးနိုဝင်ဘာလ15ရက်နေ့မှာတော့ခောက်ရွှေတကြတာကိုကြက်36,000ပေါက်ဈေးရှိနေပါတယ်။ရွှေစင်းနှုန်းတွေကကျဆင်းလာပေမဲ့ရောင်းဝယ်ဈေးကွက်ထဲမှာတော့ဝယ်ယူသူတွေမရှိသလောက်နည်းနေတယ်လို့ရွှေလုံငန်းလုပ်ကန်သူတွေကဆိုပါတယ်။ကျွန်တော်ကတော့ကြော်စရာပါ။အခုနဲ့အော်တိုဘာလတစ်လအတွင်းပြည်ပကိုတရားဝင်အလုတ်သွားရောက်လုတ်ကင်သူတောင်း၃၀၀၀လောက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးကနေတည်င်းထုတ်ပြန်ပါတယ်။ဒါပြင်အလုတ်သမားလူဝင်မှုကြီးကြေးနေတဲ့ ပြည်သူ့အင်အားဝင်ကြီးဌာနအနေနဲ့အလုပ်ကိုင်တဲ့အလုပ်သမားရှောက်ဖွေရုံးနေမှာ labor exchange management system နဲ့ online ကနေဆောင်ရွက်ပေးရမှာအခုနှစ်အောက်တိုဘာလအတွင်းပြည်တွင်းအလုပ်နေရာ18000ကျော်ကိုခန့်အပ်ထားနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်ပကိုတရားဝင်အလုပ်သွားရောက်လုပ်ကိုင်ရမှာမလေးရှားနိုင်ငံ၊ထိုင်း၊စင်ကာပူ၊ကိုရီးယား၊ဂျပန်၊ UAE ၊ကာတာစတဲ့နိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကိုင်ကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်သူ9000ကနေပါရှိပြီးဒါဟာအများဆုံးသွားရောက် တဲ့နိုင်ငံလည်းဖြစ်ပါရဲ့ရှင်။ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို FDA ထောက်ခံချက်အမတ်၊ license အမတ်၊လိပ်စာနဲ့ထုတ်လုပ်ကုန်ဆုံးရက်စွဲတွေမပါရင်လာမယ့်နှစ်ဇန်နဝါရီလ15ရက်နေ့နောက်ပိုင်းကစတင်အရေးယူမှာဖြစ်တဲ့အကြောင်းကျွမ်းမာရေးနဲ့အောက်ကစားဝန်ကြီးဌာနစားသောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာတန်ထွက်ကပြောကြားလိုက်ပါတယ်။နိုမလာ15ရက်နေ့ကနေနေပြည်တော်က Grand Amara Hotel မှာပြုလုပ်တဲ့စားသောက်ဆိုင်တွေနဲ့လမ်းဘေးစားသောက်ဆိုင်များအစားအသောက်များဘေးအန္တရာယ်ကင်းရှင်းပြီး ကျမရင်းနဲ့ညီညွတ်စွာပြင်ဆင်ရောင်းချနိုင်ရဲ့အသိပညာပေးတာနဲ့ညီနိုင်ဆွေးနွေးပွဲတွေမှာပြောကြားလိုက်တာပါ။ဒါနဲ့ပတ်သက်လို့အားလုံးနားလည်အောင်သတင်းစာထဲမှာတတိပေးသွားမှာဖြစ်ပြီးဇန်နဝါရီလ15ရက်နောက်ပိုင်းမှာတော့ဈေးကွက်ထဲမှာတွေ့ရှိခဲ့ရင်ဖန်းစီထိမ့်သိမ့်မှာဖြစ်ပါတယ်။အေးအေးယူရမှာတော့စီမံခန့်ခွဲတဲ့နီလန်တွေနဲ့ကုန်ပစ္စည်းဖန်းစီထိမ့်သိမ့်တာရောင်းချခွင့်ပိတ်ပင်ခြင်းစတဲ့နီလန်တွေအပြင်ကျူးလွန်တဲ့ပြစ်မှုအပေါ်မူတည်ပြီးအစားအသောက်ဥပဒေ၊စေဝါဥပဒေ၊စီမံသားရေးဥပဒေနဲ့အေးအေးယူသွားမှာဖြစ်ပါတယ်လို့သိရပါရရှင်။ 2019ဇန်နဝါရီလပိုင်းကနေစပြီးထုတ်လုပ်ရောင်းချမဲ့စာတောက်ကုန်းတွေမှာထုတ်လုပ်မှုနေရက်လိပ်စာဖုန်းနံပါတ်တွေကိုမဖော်ပြရင်အရေးယူမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။ဒီသတင်းကိုအောင်ကိုကိုလက်ကပေးပို့ထားပါရရှင်။စာတောက်ဆိုင်တွေနဲ့လမ်းမဆိုင်တွေမှာအစားအသောက်ဘေးရန်ရေကင်းရှင်းစေဖို့အတွက်ဂျမိုင်းနဲ့ညီညွတ်တဲ့ပြင်ဆင်ရောင်းချနိုင်ရေးအသိပညာပေးညှိနှိုင်းအစီအစဉ်ကိုနေပြည်တော်မှာနိုဝင်ဘာ15ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အစားအသောက်ထုတ်လုပ်ရောင်းချသူတွေအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်စာတောက်သူတွေအန္တရာယ်ကင်းရှင်းစေဖို့အတွက်စားတောက်နဲ့စေဝါကုကေဦးစီးဌာနကလှုံ့ဆော်တာဖြစ်ပါတယ်။ကျွန်တော် ထုတ်ထားတဲ့ပစ္စည်းဟာဒီဖုန်းနံပါတ်ကျွန်တော်ဆက်သွယ်ပါမကြည့်နိုင်တခုဖြစ်နောက်တစ်ခါဟာရီလိမ့်စာဖုန်းနံပါတ်တွေမရအောင်ဖုန်းနံပါတ်ကပေးချင်ရောက်ပေးမှာဒီလိမ့်စာကိုဆက်သွယ်ပါလိမ့်စာပါမယ်ဖုန်းနံပါတ်ပါမယ်လိမ့်စာပါမယ်ပြီးရင်ကျွန်တော်တို့ကနေပြီးတော့မှထုတ်လို့ဖို့ထောက်ခံထားတဲ့ထောက်ခံချက်အမှတ်ပါမယ်သူရေးရမှာထောက်ခံချက်ဘက်ကိုပြီးရင်ကျွန်တော်တို့ခုနကပြောတဲ့ license ပေးတဲ့ဌာနရဲ့ license ဘက်ကိုပါမယ်အဲ့ဒါပြီးရင်ထုတ်လို့တဲ့ရေး consumer ရဲ့ဒီပါ ဒီချက်တွေမပိုင်ရင်ကျွန်တော်ဈေးကွက်မှာသူထိမ့်သိမ်းမှာဖြစ်ပါတယ်ကျွန်တော်ဌာနတကွယ်ထိမ့်သိမ်းမှာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့တပ်ဖွဲ့စစ်ပင်တရားဥပဒေဘက်တော်သားအားလုံးအပြင်ဒီကိစ္စအလွန်ကဆောင်ရွက်လို့တော့ INGO NGO များလည်းပဲစုပေါင်းပြီးတော့တင်ပြရမှာဖြစ်ပါတယ်။အဲဒါကကျွန်တော်တို့ကဟိုငကိုလဲရှိပြီးသားပါတာတရား။တချို့လဲဒီတိုင်းစစ်မဲ့ကမဲ့ထုတ်နေကြတာပဲ။ဒါကြောင့်အားလုံးနားလဲအောင်သတင်းစာတွေကျွန်တော်ထည့်ပြီးတော့ကြော်ညာပေးတယ်၊သတိပေးတယ်။ ဇန်နဝါရီ15မှာတော့ကျွန်တော်ကအဲ15နောက်ပိုင်းမှာတော့ဈေးကွက်တွေမှာဒါတွေတွေ့ကျွန်တော်ကဖတ်စီပြီးတော့မှတင်းတင်းမှဖြစ်ပါတယ်စင်ရီဘွဲကလည်းညွန်ကြားချက်တွေစီကံချက်တွေထပ်ပေါ်လာနိုင်ဖို့နဲ့ထပ်ပေါ်လာတဲ့စီကံချက်တွေကိုစားတောက်ကုန်ထုတ်လို့ရောင်းချသူတွေအနေနဲ့လိုင်းနာနိုင်ဖို့အသိပညာပေးမှုတွေနဲ့အချိန်ကာလတတ်မှတ်ပြီးတော့အရေးယူမှုတွေကိုလှုံ့ဆော်သွားမှာဖြစ်ပါတယ်ဈေးကွက်ရှိတယ်ဆိုတာတော့များဆိုရှိပါတယ်စီမံတဲ့ပတ်သက်တာတွေရှိတယ်ပြည်နယ်အခြေအနေပတ်သက်တာတွေရှိတယ်တော့များဆိုရှိပါတယ် အဲဆိုတော့ကျွန်တော်ဒါလေးကိုလုပ်လို့ကြတယ်ဘယ်လိုထင်ရင်းကြတယ်ဆိုတာလေကျွန်တော်ကျင်းနေမြတ်တော့အချိန်မကြဘူးပါလိမ့်မယ်ပြီးတော့မှထပ်ပေါ်လာတဲ့ချက်လေးကိုကျွန်တော်ဒီအဆင့်ဆင့်တင်ပြတာဖြစ်ပါတယ်ခုစနေပဲမှာလမ်းဘေးအစားအသောက်တွေရဲ့အစားအသောက်ဘေးရန်နေကင်းစီအတွက်ထိရောက်မြန်ဆန်တဲ့ဥပဒေစီမင်းစည်းကမ်းတွေကိုရှာဖွေဖော်ထုတ်အေးအေးယူဆောင်ရွက်သွားနိုင်မယ့်နည်းလမ်းတွေကိုဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်အောင်ကိုကိုလည်းနေပြီးတော့တင်ပြပို့ထားတာပါ မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ကျင်းပတဲ့ ASOCO ICT Summit 2016မှာတော့ပြန်ကြိုင်းနဲ့ဆက်သွယ်ရေးနှီးပညာရဲ့ policy ကိုအဓိကထားဆွေးနွေးသွားပါတယ်။သတင်းတောက်ဟေမာဝင်းကတင်ဆက်ထားပါရရှင်။သတင်းအချက်အလက်နဲ့နှီးပညာညီလာခံ2016ကိုရန်ကုန်မြို့မှာနိုဝင်ဘာလ15ရက်နေ့ကပြုလုပ်သွားပါတယ်။ ASEAN ဒေတာတွင်း ID ထက်မြတ်တူတွေလွတ်လပ်စွာကူတန်းလုပ်ကိုင်နိုင်မှုအတွေ့ ASOCO ကနေဆောင်ရွက်ပေးမယ့်အခြေအနေအဖွဲ့ဝင်နိုင်ငံအချင်းချင်း electronic ကူတန်းရောင်းဝယ်ရေးစနစ်တွေဆောင်ရွက်နိုင်မှုအခြေအနေ အာရှနိုင်ငံမှာရှိတဲ့မြန်မာ ID ပညာရှင်တွေအတွက်အခွင့်အလမ်းစတာတွေကိုဆွေးနွေးခဲ့ပါတယ်အတိကတော့ကျွန်တော်တို့ဒီ ICT နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ policy တွေပါမယ်เนาะကျွန်တော်တို့အတိကတော့ဒီ policy တွေเนาะနီးပညာဆိုင်ရာတော့ကျွန်တော်တို့နည်းနည်းပဲပါပါမယ်เนาะကျွန်တော်တို့ဒီတိုင်းပြည်အတွက်လိုအပ်နေတဲ့နောက်တစ်ခါဒီဒီ associate region မှာရှိနေတဲ့နိုင်ငံတွေအချင်းချင်းမှာเนาะဆက်သွယ်ဆောင်ရွက်ဖို့အတွက်เนาะအဲ့ဒါတွေအားလုံးကိုဆွေးနွေးဆွေးနွေးကြမှာဖြစ်ပါတယ် အဆိုစီယိုကနေရွေးချယ်တဲ့အဆိုစီယိုအောက်စတန်ဒင်း ICT ကုမ္ပဏီအဝတ်မှာတော့မြန်မာနိုင်ငံက ID ကုမ္ပဏီတစ်ခုလဲဆုရရှိခဲ့ပါတယ်။ဒီဆုကိုတော့မြန်မာအပြင်ဂျပန်၊ကိုရီးယား၊နီပေါ်စတဲ့နိုင်ငံဆယ်နိုင်ငံမှာ ID ကုမ္ပဏီတွေလဲဆုရရှိခဲ့တယ်လို့သိရပါတယ်။ဆိုတော့ဒီအဆုကိုကျွန်တော်တို့ဒီ associate summit မှာပေးမယ်ဆိုတော့သူတို့ကဆုအနေနဲ့ဝင်ပြီးတော့ပြိုင်ရပါတယ် တခြားနိုင်ငံတွေလည်းပါပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီနိုင်ငံကတော့ကျွန်တော်ဝင်ပြိုင်တာပါအဲ့တော့သူတို့ပေးထား criteria ရှိပါတယ်အဲ့ဒါတွေကတော့ဒီကျွန်တော်တို့ company ရဲ့လုံဆောင်ချက်တွေပေါ့နော်နိုင်ငံတော်အတွက်ဘယ်လောက်ပံ့ပိုးလဲအဲပြီးတော့ကျွန်တော်တို့ company ကဒီအခွန်မှာဘယ်လိုအခွန်ထမ်း company ဖြစ်ရလားပြီးတော့ကျွန်တော် company ကအာသူတို့ပေးထားတဲ့ employment တွေအာပြီးတော့ CSR တွေဘယ်လိုလုပ်လဲအာပြီးတော့ကျွန်တော်တို့ရဲ့ဒီ management scale တွေဘယ်လိုရှိလဲဆိုတာအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ကျွန်တော်တို့လုံးတမျှ management team ကိုအကုန်လုံးကျွန်တော်ရေးပြရပါတယ် အဆိုစီယိုဟာအာရှနဲ့သမုဒ္ဒရာဒေတာမှရှိတဲ့နိုင်ငံတွေပေါင်းစည်းထားတဲ့သတင်းအချက်အလက်ဤပညာစမှုလမှုလုပ်ငန်းရှင်များဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီးမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က1998ခုနှစ်မှာအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပါတယ်။ဒီအဖွဲ့ဟာနှစ်တိုင်းအဖွဲ့ဝင်နိုင်ငံတွေမှာလက်ခံကျင်းပခဲ့ပြီးအင်ရှင်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်ပြီးလှုံ့ဆော်တာဖြစ်ပါတယ်။ဒီအဖွဲ့မှာတော့အာရှနဲ့သမုဒ္ဒရာဒေတာမှရှိတဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဂျပန်၊ကမ္ဘောဒီးယား၊မကအိုး၊နယူးဇီလန်၊ကိုရီးယားစတဲ့နိုင်ငံ14နိုင်ငံပါဝင်ပါတယ်။ကျွန်မဟိမာဝင်းပါ။